ဟာလေလုယာဒီနေ့မှာအသက်ရှင်လျှောက်လန်းရမယ်နှုတ်ကပတ်တော်ကောင်းစင်ကားတော့ဖြစ်ထိရောက်စွာပြောင်းလဲစီသည့်တကူအစွမ်းလူကာအခန်းကြီးကိုခန်းငယ်တိကိုအတူတူပါကြည့်ရအောင်ဒီကြိတ်နှပါတော်တပဲ့တော်တို့ကိုစုဝေးစီတော်မူပြီးမှနတ်ဆိုးအပေါင်းတို့ကိုနိုင်သောအခွင့်တကူနှင့် အနာယောဂတို့ကိုငြိမ်းစေခြင်းဟာအခွင့်တကူကိုပေးတော်မူ၏ဟာလေလုယာဆက်ပြီးတော့ခန်းငယ်နှစ်ကိုကြည့်မယ်ဆိုရင်ဖျားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောစေခြင်းဟာလူနာတို့ကိုချမ်းသာစေခြင်းဟာ၎င်းရှိလတော်မူ၏ဟာလေလုယာဒီကျမ်းချက်မှာဆိုရင် ယေရှုခရစ်တော်ကသူ့ရဲ့တကြိတ်နှပါသောတပည့်တော်တွေကိုခေါ်ပြီးတော့မှနတ်ဆိုးအပေါင်းနော်နတ်ဆိုးတကောင်တော့မကြံဘူးနတ်ဆိုးအပေါင်းကိုနိုင်နဲ့တကိုးကိုသူကပေးတယ်ပြီးတဲ့အခါမှာအနာယောဂါတွေကိုငိမ့်စီတဲ့အခွင့်တကိုးအာနာကိုလည်းပေးတယ်ပြီးတဲ့အခါမှာသူကဘာလို့ခိုင်းတာလဲဆိုဖျားနိုင်ငံတော့အကြောင်းကိုပွားပြောခိုင်းတာဖြစ်တယ် တော့ပြောတဲ့ခါမှာလူနာတွေကိုတွေ့ရင်လည်းပဲချမ်းသာပေးရမယ်လို့မှားလိုက်တယ်။ဒီနေရာမှာကြည့်မယ်ဆိုရင်ယေရှုခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုအစွမ်းတကူကိုပေးတဲ့အပြင်အခွင့်တကူအာဏာကိုလည်းပေးတယ်ဆိုတဲ့အချက်နှစ်ချက်ကိုတွေ့ရတာဖြစ်တယ်။ယုံကြည်သူတွေက အခွင့်တကူအာနာအကြောင်းကိုများစွာပြောတတ်ပေမဲ့တကူပါဝါအကြောင်းကိုပြောတာကနည်းတာဖြစ်တယ်နော်ဒီနေရာမှာပြီးလိုက်တဲ့ power ယေရှုပြီးလိုက်တဲ့ power က dynamic power ဖြစ်တယ် dynamic power ဆိုတာ dictionary မှာကြည့်မယ်ဆိုရင်လေထုထဲမှာပုတ်ကွဲပြီးတော့မှပြန်နဲ့လွင့်စင်သွားတဲ့အစွမ်းတကူကိုရှိတဲ့ power ဖြစ်တယ်ဗောနော်သူက changes ဖြစ်စီတယ်အဲ့ဒီအစွမ်းတကူ power ကသူ့ရဲ့ပက်လယ်မှာရှိတဲ့အရာတွေအားလုံးကိုကြောင်းလေသွားအောင်လုပ်နိုင်တဲ့ power ဖြစ်တယ်နော်ယေရှုကအဲ့ဒီ power ကိုသူ့ရဲ့တပည့်တော်တွေကိုပေးတယ်ပြီးတဲ့အခါမှာအုပ်ဆိုးနိုင်တဲ့ authority အခွင့်တကူအာဏာကိုလည်းပေးလိုက်တယ်ဆိုတာတွေ့ရတယ်နော် ဒီ power နှစ်ခုလုံးက reproduce လုပ်နိုင်တယ် reproduce ဆိုအရာခက်သိန်းကိုပြန်လေပြီးတော့အတိတ်တပံပြန်လေပြီးထုတ်လုပ်ပေးနိုင်တာဒီ power တွေကမဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေနိုင်တဲ့အစွမ်းတကူကိုရရှိစေတာဖြစ်တယ်ယေရှုခရစ်တော်ကဒီ power တွေအကြောင်းကိုသူကိုယ်တိုင်လောက်ပြခဲ့တယ်ဒီ power တွေကို ဘလို့အသုံးပြုရမလဲဆိုတာလေသူကိုယ်တိုင်အခြေအနေအရရက်ပေါ်မှာပြတာခဲ့တယ်လှုပ်ဆောင်ခဲ့တယ်သူရဲ့တပည့်တော်တွေကိုမြင်တွေ့စီခဲ့တယ်ဥပမာဆိုရင်တည်တဲ့သူကိုရှင်စီခဲ့တယ်ဒီတကိုးနဲ့နော်ပြီးတဲ့အခါမှာအခွင့်အာဏာနဲ့သူကအမိန့်ပေးလိုက်တဲ့အခါမှာမှုံတိုင်းတွေကိုရက်စီခဲ့တယ်ဟာလေလုယာ သူကအမျိုးမျိုးတော့ reproduce ပြန်လဲထုတ်လုပ်ပြเนาะဆိုတော့မဖြစ်နိုင်တဲ့အရာတွေကိုဖြစ်စေနိုင်တဲ့အနေအထားကိုသူကိုယ်တိုင်အခြေအနေရဲ့ရက်ပေါ်မှာလုတ်ပြခဲ့တယ်ပြီးတဲ့အခါမှာအဲ့ဒီအခွင့်တကူအာဏာကိုသူတပည့်တော်တွေပြောတယ်မင်းတို့ကိုဒီတကူကိုပေါ့အာဏာကိုမင်းတို့ကိုငါပေးတယ်အဲ့ဒီတကူနဲ့အာဏာက ်ယေရှုပေးတဲ့အဲ့ဒီတကိုးနဲ့အာနာကလက်ဆိုးအပေါင်းတို့ကိုနိုင်တဲ့တကိုးဟာလေလုယာလက်ဆိုးအပေါင်းတို့ပေါ်မှာခွင့်အာနာရှိတဲ့ဖြစ်တယ်လက်ဆိုးတွေအဖြစ်ရောက်ရှိလာတဲ့ဤတိအရာမဆိုယောဂါတွေပျက်စီးခြင်းနေလက်ဆိုးတွေကြောင့်ဖြစ်ပေါ်လာတဲ့အရာအလုံးကိုသင်ကအုပ်ဆိုးဆိုးဆန်ပိုင်ခွင့်ရှိတယ် ဲ့ဒီအရာတွေကိုပြောင်းလဲပြစ်နိုင်တယ်တကိုးကိုခရစ်တော်ကတင့်ကိုပေးလိုက်တာဖြစ်တယ်ဟာလေလုယာတင်ကအဲ့ဒီအခွင့်တကိုးအာနာကိုတင်ကလိုချင်နေဆိုရင်ဘလို့လောက်ယူရမလဲတင်ကအဲ့ဒီအခွင့်တကိုးအာနာကိုရယူဖို့အတွက်ကိုတင်တစ်ခုလောက်ရမှာဖြစ်တယ်အဲ့ဒီတစ်ခုကအလွန်မအရေးကြီးတယ်အဲ့ဒါကိုတင်မရဘူးဆိုရင်တော့ ခရစ်တော်ပေးတဲ့တကူကိုလည်းသင်မရနိုင်ဘူး။အုပ်ဆိုးခြင်းအာနာဆက်ကိုလည်းသင်မရနိုင်ဘူးဖြစ်တယ်နော်။ကျမ်းစာထဲမှာတော့ကြည်ရအောင်။တမန်တော်ခန်းကြီးတီအခန်းငယ်၈ထို့တို့မရှိတော်လေသင်တို့အပေါ်တို့တန်ရှင်သောဝိညာဉ်တော်စင့်သက်တော်အခါသင်တို့သည်တကူကိုခံရ၍ယေရုရှလင်မြို့မှာစတော်ယူရပြီး ရှာမာရိပြည်မြေကြီးဆွန်းတိုင်အောင်ငါဤတက်တည်ဖြစ်ကြလိမ့်မည်ဟုမိန့်တော်မူဟာလေလုယဆိုတော့သင်ကအဲ့ဒီတကိုးနဲ့အဲ့ဒီအခွင့်အာဏာကိုရဖို့အတွက်သင်ပေါ်မှာတန်ရှင်သောဝိညာဉ်တော်စင်တက်လာဖို့လိုတာဖြစ်တယ်သင်ပေါ်မှာတန်ရှင်သောဝိညာဉ်တော်ရောက်ရှိလာဖို့လိုတယ်အဲ့တန်ရှင်သောဝိညာဉ်တော်သင်ပေါ်ကိုရောက်လာတော့မှာ တင်ကအဲ့တကူကိုခံရမှာဖြစ်တယ်ဟာလေလုယာတရှင်သောဝိညာဉ်တော်ကိုတင်ရမှာအဲ့ဒီအာနာအခွင့်တကူအာနာကိုတင်ရမှာဖြစ်တယ်အဲ့ဒီဝိညာဉ်တော်တက်ရောက်လာတဲ့အခါမှာတင်ရရှိတဲ့တကူအဲ့ရရှိတဲ့အခွင့်အာနာအဲ့နှစ်ခုလုံးကဘာအတွက်လဲဆိုတော့ဖယားသခင်ရဲ့နိုင်ငံတော်ကိုတင်ရှိတဲ့နေရာကနေညီကြီးစွန့်တန်အောင်တက်တည်ထူပြီးတည်ဆောက်ဖို့ဖြစ်တယ်ဟာလေလုယာတင်ရဲ့ လူရင်းဆန္ဒတွေအတွက်သုံးဖို့မဟုတ်ဘူးသင်ရဲ့ကြိုကြားဖို့အတွက်ဒီဖျားခင်ရဲ့တကူအခွင့်အာဏာတွေသုံးဖို့မဟုတ်ဘူးသင်ရဲ့အာကာမဂုဏ်ခံစားခြင်းတွေအတွက်သင်သုံးဖို့မဟုတ်ဘူးဖျားခင်ကသင်ကိုအဲ့ဒီတကူအဲ့ဒီအခွင့်အာဏာကိုပြီးလိုက်ခြင်းဟာသင်ဟာဖျားနိုင်ငံတော်ကိုတက်တည်နေတကွာတင်ရှိတဲ့အရက်ကနေညီကြီးဆွန်းတိုင်အောင်တည်ထောင်ဖို့တာဖြစ်ပါတယ်ဟာလေလုယာ သင်ကဘုရားသခင်ပေးတဲ့အဲ့ဒီတကိုးနဲ့အခွင့်အာဏာကိုသင်ရရှိပြီးဆိုရင်တော့သင်ကဖြားနာတဲ့သူတွေပေါ်မှာလက်ကိုတင်မယ်ဆိုရင်သူတို့ကကျမ်းမာမယ်ရောအနာရောဂါတွေကိုသင်အမိန်ပေးပြီးတော့မှမောင်းထုတ်လို့ရမယ် လူတွေရဲ့အသက်တာမှာဆုံးရှုံးခြင်းတွေကိုခံစားနေရတယ်ဆိုရင်စာတန်ထံကလာတဲ့ဒီဆုံးရှုံးခြင်းတွေကိုသင်ရက်တမ်းပြလို့ရတယ်။ဟာလေလုယ။သင်ရဲ့ဘဝအသက်တာမှာဖီးယားသခင်ရဲ့စွန်းရည်တွေကသင်ဝိညာဉ်ထဲကနေမှသင်ရဲ့ဘဝအသက်တာတွေကိုစီးဝင်လာမှာဖြစ်တယ်။ဒါရှင်တော်ဝိညာဉ်တော်ကအဲ့ဒီအခွင့်တကူအနာကိုသင်ဝိညာဉ်ထဲမှာလာရောက်ပြီးတော့မှ ထည့်ပေးမှဖြစ်တယ်အဲ့ဒီဝိညာဉ်တွေကနေမတင်ကထုတ်ယူပြီးတော့မှအဲ့ဒီတကိုးနဲ့အာနာကိုတင်ထုတ်သုံးရမှဖြစ်တယ်ဟာလေလုယဆိုအဲ့ဒီအခွင့်တကိုးမှာအဲ့ဒီတကိုးထဲမှာဘာပါလဲဆိုဒိုင်နမိုဒိုင်နမိုက်ရဲ့စွမ်းရည်ပါနော်ဒိုင်နမိုက်ရဲ့စွမ်းရည်ဆိုတာဒိုင်နမိုက်ဆိုပောက်ကွေးထွက်နိုင်တဲ့စွမ်းရည်အာဒိုင်နမိုက်တစ်ခုပောက်သွားပြီဆိုရင် ဒီနေရာမှာရှိသမျှအားလုံးကလွင့်ဆင်ပြီးတော့မှကြောင်းလဲသွားတယ်နော်ဆိုတော့ dynamite ပေါက်ပြီဆိုရင်ငိုရှိတဲ့အတိုင်းမရှိတော့သင်အထဲထဲမှာ personal ဝိညာဉ်တော်အဖြစ်အဲ့ဒီငိုရှိပြီဆိုသင်အထဲထဲကနေပြီးတော့ဖရားရဲ့စွမ်းရည်တွေကသင်ပဝင်းကျင်တစ်ခုလုံးကိုပောက်ကွဲထွက်တယ်လို့ကြောင်းလဲဖြစ်သွားစေမှာဖြစ်တယ် hallelujah သင်ကအရာခက်သိန်းကိုပြန်လဲဖန်ဆင်းနိုင်တယ် အရာခတ်သိမ့်ကိုဖះရဲ့တကိုးနဲ့အလုံးလုံးနိုင်တာဖြစ်ဒီနေ့ပဲတင်ဆပြီးတော့မှာဖះရဲ့တကိုးနဲ့တင်အလုံးလုံးဆာမှာဟာလေလုယဖះရဲ့အခွင့်အာဏာနဲ့တင်ကြိုင်ဆွဲပြီးတော့မှာတင်လုံးဆာမှာဟာလေလုယကောင်းကင်ဘုံကလာတယ်ဒီဖះသခင်ရဲ့အစွမ်းတကိုးကိုတင်လက်ခံရယူပါကောင်းကင်ဘုံကစင်းတက်လာတဲ့တန်ရှင်သောဝိညာဉ်တော်ကိုတင်ရဲ့အထဲထဲမှာတင်စီးထွက်စီပါ တင်းရဲ့ပဝင်းရှင်ကိုသရှင်တော်ဝိညာဉ်တော်ရဲ့တကူအခွင့်အာဏာတွေကိုတင်းဆေလွတ်လိုက်ပါအဲ့ဒီခါမှာတင်းရဲ့ပဝင်းရှင်ကဒိုင်နမိုက်ပောက်ကွဲသွားသလိုပြောင်းလဲမှုတွေကိုတင်းတွေ့ရမယ်ပဝင်းရှင်မှာရှိတဲ့ကန်ဆာရောဂါတွေကိုတင်းတွေ့တယ်ဆိုရင်လည်းသူတို့ကိုတင်း recreate ပြန်လုပ်ပေးလို့ရယောဂါကနေပြီးတော့မှကျန်းမာခြင်းကိုတင်းပြန်ပြီး re အတိတ်တစ်ဖန်ပြန်လဲပြီးတော့မှ ရာဖန်တီးပေးလို့ရတယ်ဖန်ရှင်းပေးလို့ရတယ်တန်ရှင်သောဝိညာဉ်တော်ရဲ့တကူကတင့်အားဖြင့်လှုပ်ဆောင်လာမှာဖြစ်တယ်အဲဒါကြောင့်တင်ကအဲ့ဒီတီးရမယ့်အရာကတင့်အခဲထဲမှာအဲ့ဒီတကူအစွမ်းကြီးကစီးဝင်လာပြီးတော့မှလူနာတွေပေါ်မှာယောဂသဲတွေပေါ်မှာလက်တင်လိုက်ရင်သူတို့ကကျမ်းမာလာမှာဖြစ်တယ်အဲ့ဒီအနာယောဂတွေကိုတင်စကားပြောလို့ရှိရင်အနာယောဂတွေက သွားမှာဖြစ်တယ်ဟာလေလုယအထွက်ပြေးသွားမှာဖြစ်တယ်သင်ရဲ့စီးပွားရေးကိုဘုရားခင်တံမှလိုက်အဲ့တကိုအခွင့်အာဏာနဲ့သင်စကားပြောရင်သင်ရဲ့ကြာရှုံးနေတဲ့စီးပွားရေးတွေက recreate ပြန်ဖြစ်သွားမှာနော်ပြန်လည်ပြီးတော့မှအတစ်တဖန်ဘုရားသခင်ကအောင်မြင်ခြင်းကိုဖန်တီးပေးလာမှာဖြစ်တယ်။သင်ရဲ့မိသားစုရေးရမှာပြပြနေတယ်၊ကြာရှုံးနေတယ်ဆိုရင်သင် ဖျားခင်ဝိညာဉ်တော်ထေကနေတင့်ပေါ်မှာတက်ရောက်လာတဲ့အဲ့တကူအခွင့်အာဏာနဲ့စကားပြောပါနှုတ်ကပတ်တော်ကိုပြောထုတ်ပါအဲ့ဒီအရာကသင်ရဲ့ကြောက်ရှုံးနေတဲ့အရာတွေပျက်စီးနေတဲ့အရာအားလုံးက recreate တရားဖြစ်သွားမယ်အတစ်တဖန်ပြတ်တဲ့ဖန်ဆင်းခြင်းခံရပြီးနှုတ်ကပတ်တော်အတိုင်းတိုးတက်အောင်မြင်ပြီးတော့မှသင်ရဲ့တက်တာမှာဖျားကတိတော်တိုင်း ကြွယ်ဝခြင်းနဲ့ခံစားရမယ်။တင်လှုပ်ဆောင်တဲ့မြတ်မှာအောင်မြင်ခြင်းနဲ့ခံစားရမှာ။တင့်ရဲ့ကြာစင်းနေတဲ့အရာအားလုံးကပြန်လည်ပြီးတော့မှ restore ပြန်လုပ်ခံရမယ်။အရာကတဲ့င်းကပြောင်းလဲသွားမှာဖြစ်တယ်။ hallelujah ။ဒါကြောင့်ဒီနေ့မိတ်ဆွေတင်ရဲ့အတ္တမှာပြန်ဆန်းစစ်ပါ။တင့်ကိုတင်ပြန်ဆန်းစစ်ပါ။တင့်ရဲ့အတ္တထဲမှာတန်ရှင်းသောဝိညာဉ်တော်တက်ရောက်လာပြီလား။ တန်ရှင်သောဝိညာဉ်တော်ရဲ့တကိုးကိုသင်ခန်းယူပြီလားမခန့်ယူရသေးဆိုဒီနေ့ခန့်ယူပါဒီတကိုးကိုသင်ဝိညာဉ်ထဲမှာခန့်ယူပါဝိညာဉ်ထဲကနေစီးထွက်စီပါဒီဝိညာဉ်ထဲမှာဒိုင်နမိုက်ကဲသူပောက်ကွဲစီပါဒီစိတ်နှလုံးထဲမှာပောက်ကွဲစီပါသင်ရဲ့အတ္တတာမှာပောက်ကွဲစီပါသင်ရဲ့လေးရူးတွေမှာပောက်ကွဲစီပါမိသားစုတွေမှာဝိညာဉ်တော်တကိုးကိုစီးထွက်ပြီးတော့မှပောက်ကွဲစီပါဟာလေလုယာရောခိုရှိတဲ့ဒီကိစ္စ ီအရာတွေကဟိုရာခစီတမြေကြီးစွန့်တန်အောင်ဖျားခင်ရဲ့နိုင်ငံတော်တည်ထောင်ဖို့တတ်သိအဖြစ်တတ်သိထူဖို့အတွက်ဖျားခင်ကတင့်ကိုပေးတဲ့အရာဖြစ်တယ်ယခုပင်တင့်ရယူပြီးတော့မှဤအရာတွေကိုအသုံးပြုပြီးတော့မှကျွန်ုပ်တို့နဲ့အတူဖျားခင်ရဲ့နိုင်ငံတော်ကိုလက်တွဲပြီးတည်ထောင်ကြပါစို့လို့ခွန်အားပေးရင်းနဲ့ဆုတောင်းပေးခြင်းနဲ့ချစ်လာစွာသောအဖာကိုရောရဲ့ dynamite power အတွက်ကျေးဇူးတင်နေကိုရောရဲ့အစွမ်းတကူကသာသမီတို့ရဲ့အသက်တာကိုပြောင်းလဲစေပြီးတော့မှသာသမီတို့ရဲ့အသက်တာတွေကအရင်နဲ့မတူဘဲနဲ့သာသမီရဲ့ဘဝတွေကအခြားသောသူတွေနဲ့မတူဘဲနဲ့ဖခင်ရဲ့တကူစီးထွက်နေတဲ့သူတွေဖြစ်စေတော့ကြောင့်ကျေးဇူးတင်နေတန်ရှင်သောဝိညာဉ်တော်ဖခင် ယနေ့ပြီကျွန်တော်ကျမရဲ့တက်တာထဲမှာကိုရောနှုတ်ကပတ်တော်လာသည့်တိုင်တက်ရောက်ပြီးတော့မှကျွန်တော်ကျမရဲ့တက်တာထဲမှာရှင်တန်လာဖို့ဆုတောင်းပါတယ်ကိုရောရဲ့နှုတ်ကပတ်တော်တိုင်းဒါရှင်တော်မင်းကြီးတော်တက်ရောက်တဲ့ခါမှာကိုရောပြီးတဲ့အစွမ်းတကူအခွင့်အာဏာကိုယနေ့ပင်လက်ခံရယူပါတယ်ဒီအခွင့်တကူအာဏာကိုသာသမီတို့ယူလက်လူတွေကိုကြမ်းမာစေပါလေမကြမ်းမာတဲ့သူတွေကိုကြမ်းမာစေတော့သူဖြစ်စေပါလေ ိုရောရှင်အဖဖျားပျောက်ဆုံးတဲ့သူတွေကိုပြန်လဲပြီးကိုရောထံကိုခေါ်ဆောင်လာတဲ့သူဖြစ်စီပါတယ်ချီနောင်ခံရတဲ့သူတွေများစွာကိုလုံမြောက်စေတဲ့သူဖြစ်စီပါတယ်ဒီနေ့မှာကျွန်ုပ်ကကိုရောပြီးတဲ့ဤအစွမ်းတကူကိုယုံကြည်ခြင်းအပြည့်အဝဖြစ်ရယူလက်ဤအစွမ်းတကူအခွင့်အာဏာထဲမှာကျွန်ုပ်ရှောက်လန်းနေပါတယ်ယနေ့မှစပြီးကျွန်ုပ်ရဲ့ဘဝက transform ဖြစ်သွားပါပြီ။ဒါရှင်သောဝိညာဉ်တော်ရဲ့ ဟာလေလုယတကူအာနာနဲ့အသက်ရှင်သောအသက်တာကိုရောဘုံတော်ထေရှားသောအသက်တာကိုရောနိုင်ငံတော်ကိုမိကြီးစွန့်တိုင်အောင်ကျွန်တော်ရှိတဲ့အရက်ကနေတီထောင်သောအသက်တာဖြစ်စေပြီးဖြစ်တော်ကြကြီးစွာအပေါင်းကိုချီးမွမ်းလေယေရှုနာမနဲ့ဆုတောင်းကိုကိုယ်ပါရအပါအာမင်